အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့ပုံမြင်လေးရတော့ဆိုင်ရေးဆရာမော်ဘူမူကြီးတားထားတယ်မိရဲ့ဈေးကိုတီးဖြစ်အောင်စူတက်သူလို့အမိရပါတယ်တခါကနမေမရတည်ရဲ့ဇမင်းသားတယောက်ရှိပါတယ်အဲ့မင်းသားဟာအလူတစ်ခုကိုကားပြဖို့တောင်းဝန်ယူလိုက်ရတယ်အဲ့လို တောင်းဝန်ခံလိုက်ပြင်မဲ့လေတီးဆိုဖို့အတွက်တချင်းဟာအစင်သက်မရှိသေးဘူးမကပဲညင်းဆိုလိုက်ရန်ကိုလေမိမိဆရာဘုံတော်ကြီးကကမခထာပြုတ်လို့တဲ့အလူပွဲဖြစ်နေတယ် ဘုန်းတော်ကြီးအမေကိုရှောင်လဲဖို့ဟာမဖြစ်နိုင်တာကြောင့်အခက်ကြုံနေရတယ်။အဲဒီခါမှာသူဟာအကြံတစ်ခုရပြီးတော့ဆေးဘက်တွင်ရောဂီတဘက်တွင်ရောတက်ကြွန်းတဲ့ဆရာကြီးတဦးထံကိုတွားရောက်ပြီးနောက်တနေ့ညတီဆိုဖို့အတွက်တချင်းတစ်ပုတ်ဆက်ပေးဖို့တောင်းပန်လိုက်ရဲ့ဆရာကြီးကနှက်ဖြတ်မနဲ့အပီရေးထားမေလာရောက်ဒူပါလို့မှားထားလိုက်တဲ့အတွက်ဇမင်းသားကလေဆရာကြီးအင်ကနီဝမ်းသာအာရပြန်လာခဲ့တယ် ။ဇမင်းသားထွက်သွားပြီးတော့မကြခင်မှာမိရဲ့ယောဂဆွဲကန့်နေတဲ့ယောဂတဲ့တယောက်ကဆရာကြီးထံကိုရောက်လာပြီးသူ့ကိုဆွေးကူတာပြီးဘူးမြင့်တာရက်ခံလိုက်တယ်။ဆရာကြီးကလည်းစိတ်အဆင်သင့်မရှိသေးတာကြောင့်နှစ်ဖြန်မနေမှလာယူဖို့အတွက်သူ့ကိုလည်းချင်းဆူလိုက်တယ်။နောက်တနေ့မနက်မှာစံမင်းသားဟာဆရာကြီးထံကိုတောင်းရောက်တဲ့အခါဆရာကြီးဟာအရေးကြီးကိစ္စပေါ်ပေါ်လာတာကြောင့်အပြင်ထွက်သွားအောင်တိလိုက်ရတယ်။တို့ရရင်ဆရာကတော်က ဆမင်းသားကိုပေးရန်ဆရာကြီးကအစာထားခဲ့ကြောင်းပြောကြပြီးဗီယိုရဲအစာအစံကိုယူကထုတ်ပေးလိုက်တယ်။ဆမင်းသားကလည်းစက်တိုင်ရန်ကိစ္စရှိသေးတာကြောင့်ခတိုင်းကြိုက်ပြန်လာခဲ့လေ။အဲဒီနောက်မှာစက်တိုင်ရမယ့်နေကိုရောက်တဲ့အခါမှာဆက်ဆရာနဲ့ဗာဟီယာကိစ္စကြီးတိုင်ဝင်ဆွေးနွေးနေရတာကြောင့်တချင်းစာကိုထုတ်မဖက်မိပဲရှိလေ။ညနေပြီးပွဲစားတဲ့အခါမှာတတိယပြီးတော့တချင်းစာကိုထုတ်ဖက်လိုက်မိတဲ့အခါမှာ သိညတမ်းညရန်ကတူအလိုကျူစင်ကြီးမို့ဟူလေမိရစီဖော်ဆက်ရင်ရေးထားတဲ့စင်းစာညွန်ပြစ်နေတာကိုတွေ့လိုက်ရတယ်။ဆရာကတော့ဆာမားပေးလိုက်ရကြောင်းအဲ့အချိန်မှာတီးရပြီးရောအံ့အားတင့်မိနေတယ်။ဒါပေမဲ့လေစာသွားလဲဖို့အချိန်မရှိတော့ကြောင်းမိမိဖြောက်ခရရမယ်အခန်းကိုရောက်ရင်ဇက်ခုံအပြင်ဘက်ကိုထွက်ပြီးတော့မိရစီစာကိုအချိုးပြင်လိုက်ပြီးလင်းညင်းငယ်တဲ့မြေကမ်းရံကတော့ အလူဂျူစင်ချီကပူတယ်ဗျာလွမ်းပွဲစာဂျူးဆိုပြီးတော့အတန်နီးအတန်ထားပြင်တီဆိုလိုက်တယ်ပရိတ်သတ်ကလေစာသားတဲ့ကောင်းပါလားမင်းသားကအဆိုတော်အဆိုအားလေပိုင်းအတန်လည်းကောင်းတယ်ဆိုပြီးတော့ဩဘာပေးကြအကြောင်းအညာနေစာပြီးတော့နမေကျုံမင်းသားဖြစ်သွားလေတယ်ဆောင်ဘုတ်ကလန်တီတန်တင့်တယ်ရဲ့ဂျက်ဖန်တက်ရမီနားစင်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ